နိုဝင်ဘာလ20ရက်နေ့2025ခုနှစ်ကျွန်တော်မြတ်ကျော်ရဲ့ညာကိမ်းပိုင်းတင်ဆက်မှုတွေမှာသတင်းကောင်းရဲ့သတင်းဆိုးရဲ့နှစ်ခုရှိပါတယ်။ဘာနာထောင်လဲ။အရင်ဦးဆုံးဘာနာထောင်ချင်တယ်လေ။အဲ့တော့အစလေးတစ်ခုပြောပြမယ်။သတင်းဆိုးကတော့ခင်ဗျားတို့ကျွန်တော်တို့ယုံကြည်ကိုးစားခဲ့တဲ့မြို့သားညီညွတ်ရေးအစိုးရအန်ယူချီရဲ့ဝန်ကြီးချုပ်ရုံးအတွင်းဝင် လင်မယားဟာစီရီယန်နဲ့တော်လိုင်းသမားတွေကိုခွေးလောက်တောင်တံပိုးမထားဘူးဆိုတဲ့သတင်းဒီကနေ့တက်လာပါတယ်။တရင်ကောင်းကတော့လင်းယုံကြီး US အောက်လို့တော်ဂျာနာဘွဲမှာအာဆီယံမူငါးချက်အလုံးမဖြစ်လို့ချိန်မနဲ့ကလော်ထုတ်ပြီး American policy နဲ့မြန်မာပြည်ကိုဝင်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ဒီနှစ်ခုကိုကျွန်တော်တို့တုံ့သက်ကြရအောင်။ကနအူပထမဦးစွာ ်အမေရိကန် US အောက်လုပ်တော်ကြားနာပွဲအပါဝင်ဒီအပိုင်းခက်ဆိတ်ဆိတ်ဖြစ်လာတဲ့အမေရိကန်ရဲ့ညမအရေးညမတော်လှန်ရေးညမပြည်တွင်းစိတ်ဝင်စားမှုအခြေအနေရွှေစွန်ယူပါလို့လို့ဝဲမထွေးလို့လို့ဝဲဆိုတဲ့အခြေအနေမျိုးတော့တွေ့လာပါပြီအဲ့တော့မထွေးဟာတရုတ်ပါမထွေးကိုကာကွယ်ဖို့အရှိက နိုင်ငံမြောက်များစွာငငယ်ကကစားမှုတဲ့ရွှေစွန်ယူကစားနီးမထွေးကိုလင်းယုံတုတ်မ အရှိကမကတာနေ။ကာရင်အကုန်လုံးတယောက်ပြီးတယောက် မရှိမလားဘဝဇက်သိမ်းကြရလိမ့်မယ်။အဲ့တော့ American ရဲ့ညမအရေးနဲ့ပတ်သက်ပြီးထူးခြားတဲ့အချက်ကညမပြည်ဟာကြရှုံးနိုင်ကံနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများလိမ်လည်မှုများကြားဖြတ်နေမွေးစည်းဝါအကြီးကျယ်လုံးနေတဲ့နိုင်ငံတနိုင်ငံဖြစ် လွတ်တော်ကြားနာပွဲမှာထွက်ပေါ်လာပါတယ်ဒါဟာတာမညာတော့မဟုတ်ပါအမေရိကန်ရဲ့ဒီသတင်းတွေတရဆက်ဖြစ်ပေါ်နေစင်ပါပဲရုရှားစစ်တမောညီမပြီးနောက်ကိုကတ်လာပါတယ်အချိန်ကြီးကအင်မတန်ကိုတိမ်တောင်တပွဲမင်းကြီးချေပြီးအင်မတန်ကိုတိမ်မွေ့နန်နေနူးညံ့တဲ့အခြေအနေမျိုးပါ တဖက်မှာဒီအခြေအနေတွေကြောင့်ဖက်ဆက်တဲ့မင်းအောင်လိုက်စစ်အုပ်စုတိုက်ရခိုက်စစ်ကိုယ်တော်အာယုံစိုက်ပြီးမတိုက်နိုင်ဘူးဒါကျွန်တော်တို့တော်လိုင်းရဲ့အချက်နေပြည်တော်တော်လိုင်းဤတက်တွေစစ်ချီတန်အောင်လန်တော်လွှင့်စစ်ခရမုတ်တန်တွေစစ်မြေဟိတန်နဲ့တတ်တော်ချီလာမင်းကြီးကိုပြည်သူလူထုကစောင့်မျှော်နေတယ် လောကဝိထသဘာဝတရားရဲ့ဒဏ်ခတ်မှုကံကြမ္မာရဲ့အလှည့်အပြောင်းပြည်သူလူထုရဲ့အာထုတ်ကြိုးပမ်းဒဆိုင်မတ်မတ်တော်လန်မှုတော်လန်ဤသမားနိုင်ငံဤသမားတွေရဲ့ခိုင်မာတဲ့ယုံကြည်ချက်တွေရဲ့ပေါင်းစပ်မှုအတီးအပွင့်ဟာဒီကနေ့ American policy this ဆိုတာမျိုးကိုကျွန်တော်ကြားလိုက်ရပါပြီဒီ American policy policy this ဆိုတာ နှစ်ပေါင်း50အတွင်းမှာတခါမှမရှိခဲ့ဘူးပေါ့မြမရေးကိုချီးကပ်မဲ့ American policy this ဆိုတာကြားဖြန့်တဲ့ American အထူးတပ်ဖွဲ့တပြိုင်နက်ပေါ်ပေါက်နေတာဖြစ်ပါတယ်ဆိုလိုတာကအခမ်းမသိဟင်မင်း online တဲ့တုံးကြည့်ရောက်လာနိုင်ပါတယ် ပြစ်မှတ်ကိုမှတ်ပုတ်တင်ပြီးသားကွာမင်းတို့စုံမဲလုံးပြောတယ်လို့အမေရိကန်ကမင်းတို့လိုကောင်မျိုးတွေကိုပြစ်ချင်ရင်ဂျိုလူကလှမ်းကြည့်ပြီးတော့မှတ်ပုတ်တင်တဲ့ကအတိုင်းပဲလုံးဝနမိတော်မလွဲစီရဘူးမင်းအောင်လိုက်အဖဥတောင်းလိုက်ဇနီးကျွကျူလာရခိုင်သူအဲ့ဒီရှိတဲ့နေရာကိုပြစ်ဆိုရင်အိမ်သားထဲမှာချီးပါနေတော့တဲ့တဲ့မှန်မှာဖြစ်ပါတယ် အဲ့တော့ American Blue ကင်တွယ်မလဲကင်တွယ်မှုပုံစံညှင်တာမလားကင်တွယ်မှုပုံစံဟာခပင်းပြင်းဖြစ်မလားကိုပဲကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်လက်ရှိတက်နေတဲ့သမရ Trump ကတော့အကျိုးစီးပွားကိုအခြေအနေတော့ခပင်းပြင်းခက်ဆက်ဆက်ကင်တွယ်လေးရှိပါတယ် Venezuela လို့စစ်သည်မော်တွေလှုပ်ပြီးညမကင်ဝေးတဲ့တခြားပိတ်ချမင်းအောင်လိုက်အကုန်မင်းအောင်လိုက်စေုပ်စုအကုန်လုံးနောက်ပြန်လက်ပြန်ဂျိုးတုတ်လက်ထိတ်ခတ်ပြီး စေတမောပေါ်တင်တရားစီရင်မယ်ဆိုရင်ကောသဘောတူပါသလားဒီနေရာမှာလင်းမွေဆိုတဲ့တရုတ်ကြီးအကြောင်းပြောကြရအောင်တရုတ်ကြီးဟာလက်ရှိကြားဖြတ်တဲ့ပတ်သက်တဲ့ခေါင်းဆောင်တွေမှန်သမျှကိုဘာတသက်ကန်ချက်မှမရအောင် စေထိုးတတ်နေပါတယ်။ဘာအချက်လက်မှအပြင်ပေါက်ကို ပေါက်ကြားခွင့်မပေးပါဘူး။ဒီအချိန်မှာတရုတ် လှုပ်ပေါက်ဟာလေဖောကောင်ဘန်းညွန့်ကိုလက်ဆဖြောက်ဖို့သူစဉ်းစားနေပါတယ်အဲ့တော့ဒီအချိန်မှာဒီကျွန်တော်တို့စောချစ်သူတို့ဒီစောဆန့်အောင်လို့ဆိုတာအတူအဆပါတရုတ်ကြောက်နေတာကဖောကောင်ဘန်းညွန့်ဖောကောင်ဘန်းညွန့်ဖြစ်နိုင်တာကမင်းအောင်လိုက်စေအုပ်စုတွေကပူချုပ်တယ်အဲ့တော့မင်းအောင်လိုက်စေအုပ်စုတွေကပူချုပ်တွေကိုသူကဆက်လက်အသုံးပြုနေမယ်ဆိုရင် တကယ်၍မင်းအောင်လိုင်းစေအုပ်စုခေါင်းဆောင်တွေဟာသူတို့အကျိုးစီးပွားနဲ့သူတို့လွတ်မြောက်ရေးအတွက်ရုရှားကိုကပ်ပြီးအမေရိကန်မှာပေါ်ကောင်လုလိုက်တရုတ်ဟတ်တက်ကွဲပါလိမ့်မယ်အဲ့တော့ဒီအချိန်မှာမင်းအောင်လိုင်းစေအုပ်စုဟာစွန်ရဲနဲ့လင်းမွေကြတိုင်းငံ့နဲ့နဂါးချပြာများပြီးဖင်ကြားခဲညက်နေတာအမှန်အကန်ပါပဲအမေရိကန်ဟာလက်ရှိ policy တဲ့အာဆီယံရဲ့မူငါးချက်ဟာ 9နှစ်ပြည့်နေပြီအလုံးမဖြစ်ဘူးအဲ့တော့ American ကညီမပြည်ကိုချိကပ်မဲ့ policy အစ်စ်ကိုခက်ပြင်းပြင်းဂိုင်တွယ်မှရလိမ့်မယ်ဆိုတော့အောက်လွတ်တော်ဂျာနာပွဲနဲ့လက်ရှိ American သမ္မတ Trump ရဲ့အစိုးရအဖွဲ့ရဲ့လောက်ကင်ဆောင်ရွက်မှုတွေဟာအံဝင်ကွင်ကြနေပါဖြစ်နေပါတယ်အချိန်ကြိုက်ပါပဲအဲ့တော့ American ကိုပြေးကပ်မလားတရုတ်ကိုပြေးကပ်မလား American ကိုပြေးကပ်ပြီးတရုတ်ရဲ့အကြောင်းတွေကိုဖော်ကောင်းလုပ်မယ်ဆိုရင်ဘာဖြစ်မလဲ တရုတ်ကိုပြေးကပ်ပြီးအမေရိကန်ကိုခြေစုံကန်ဘာဖြစ်မလဲဘလို့လှုပ်လို့မตาပုံမဲ့ခင်ယူပါမယ်ဒါဒါဟာစစ်အုပ်စုရဲ့ကြမာစိုးဝင်တဲ့နေ့ဖြစ်လာနေပါပြီဒါတူမှာကြပြတ်နေပတ်သက်တဲ့ရွှေကုတ်ကိုရင်းနေပဲလားဆိုတော့ဝန်ခမျိုးတစ်တို့ရွှေပရောက်မြိုင်တို့ဆိုတဲ့ကိစ္စသတင်းတွေနဲ့အတူမြောက်ဝတီမျိုးကကြားဖြန့်တွေကိုကျွန်တော်ကိုယ်တိုင်ကိုကြသွားရောက် ထိတွေ့ဘူးတာလေးတွေကိုဟိုဘက် Allegro Review Channel မှာပြောမယ်။အခုလင်းယုံကြီးထိုးတော့မယ်လင်းယုံကြီးလက်သေးအောက်မှာ အသက်ပြောင်းမလားတရုတ်ရဲ့စီထိုးအပ်မလားအောက်မှာအသက်ပြောင်းမလားဆိုတာကိုပဲမယောင်းလိုက်ရွေးချယ်ရတော့ပါပါ။တာမန်စင်စော့ချစ်သူတို့ဘာလို့ဆိုတာဂျိုးဆပ်ပုတ်တွေပါအတူအစတွေပါအဓိက ဖော်ကောင်ဘန်းညွန်ဖြစ်နိုင်တာကမင်းအောင်လိုက်နေစစ်အုပ်စုဖြစ်ပါတယ်ဒီအကွက်ဘလို့ဖြစ်နိုင်မယ်လို့ထင်ပါတယ် နောက်တစ်ပိုင်းဆက်ရအောင်တရင်ဆိုပါဒီအကြောင်းကိုနားထောင်ပြီးတော့မြက်ကန်းယုံကြည်မှုနဲ့အန်ယူဂျီကိုဆက်ဆက်တိမခံနိုင်တဲ့သူများကြော်သွားလိုက်ပါဒီကနေ့ည9:40နာရီမိနစ်မှာ MP သတင်းဌာနကသတင်းပို့တက်လာပါတယ်ကျွန်တော်မျက်လုံးပြူပါတယ်ဘာအကြောင်းလဲဆိုတော့ ခင်ဗျားတို့ကျွန်တော်တို့မျှော်လင့်ယုံကြည်ခဲ့ရတဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ဝင်ကြီးချုပ်ရုံးအတွင်းဝင်မတ်ကြည်ပြားနဲ့သူ့ယောက်ျားရုံးအဖွဲ့မှုစီမံခန့်ခွဲရေးဌာနမှုညီညီမင်းတို့ဟာတဲ့စီရန်နေတော်လိုင်းအင်းသမားတွေကိုဝင်ကြီးချုပ်ရုံးမှာရှိတဲ့လူတွေကိုခွေးလောက်တောင်သူတို့မွေးတဲ့ခွေးလောက်တောင်တန်ဖိုးမထားဘူးဆိုတော့အကြောင်းဖြစ်ပါတယ်အဲ့တော့ ဒီဝန်ကြီးချုပ်ရအတွင်းဝင်တဲ့ကိုညင်းညင်းမင်းဆိုတဲ့သူရဲ့အကြောင်းကိုပြောချရအောင်ဝန်ကြီးချုပ်ရအတွင်းဝင် ပြောရေးအတွင်းဝင်မတ်ကြည်ဗျာဆိုတာကတော့2015ဗဘဲတန်းမြို့ဗဘဲတန်းမြို့နယ်ရဲ့အမျိုးသားလွတ်တော်အမတ်လုပ်ခဲ့ပါတယ်2020ရွေးကောက်ပွဲမှာအမတ်ရွေးချယ်ဆေးမှာမပါပါဘူးဒါပေမဲ့လက်ရှိသူဟာအမျိုးသားညီညွတ်ရေးအစိုးရရဲ့ဝန်ကြီးချုပ်ရအတွင်းဝင် ဖြစ်ပါတယ်နောက်တစ်ယောက်တယောက်ကြာကိုညင်းညင်းမင်း ကိုညီညီမင်းဆိုတာကတော့ကျွန်တော်အတွင်းသည့်အစင်းသည့်၂၀၁၂နှစ်လောက်ထဲကအတူတူလောက်ကင်ခဲ့တဲ့သူတယောက်လို့ပြောရင်မမှားပါဘူးသိလိုက်တာဟိုဘက်လွန်နေတယ်ဒါမဲ့ကျွန်တော်ပုံကိုကြီးကြီးမပြောလို့ဘူးကိုညီညီမင်းဟာ၂၀၁နောက်ပိုင်းမှာပေါ့ဗျာသူအမျိုးသူမိမကအမတ်လုပ်တယ်သူကတော့နိုင်ငံတကာ NGO တခုမှအလုပ်ဝင်နေတဲ့သူပါ နောက်ပိုင်းအာနာသိမ့်ပြီးတဲ့နောက်မှာတော့သူတို့လင်မယားနှစ်ယောက်မဲဆောက်ရောက်ပြီးမြေကဲ့သို့မြေပုံဝကြီးချုပ်ယုံအတွင်းဝင် ဖြစ်သွားလဲတော့ကျွန်တော်တို့မသိပါဘူးအဲ့တော့ကျွန်တော်တို့ ਨੇ လှုပ်ဖို့အကင်ပဲအရင်ကြီးတွေဖြစ်ပါတယ်မတ်ကြီးပြာဟာဆိုရင် NLD ပါတီမှာဗဘဲတမ်းမြို့နယ်တိုင်းဒေသကြီးလွတ်တော်အမတ်အဖြစ်ဆောင်ရွက်ခဲ့တဲ့သူဖြစ်တဲ့အပြင်အဲ့အမတ်မဖြစ်ခင်မှာ NLD မြို့နယ်ရုံးနေမှာအဲစာတင်ကြားပြီးတဲ့ဆရာမတယောက်အနေနဲ့ လုပ်ခဲ့တာမျိုးရှိပါတယ်ဆိုတော့သူတို့မဲဆောက်ရောက်အတွင်းဝင်ကြီးရုံရုံအတွင်းဝင်ဖြစ်ဖြစ်တော့ကျွန်တော်ကလည်းမဲဆောက်ရောက်မဲဆောက်ရောက်တော့အော်ကို့လုပ်ဖို့ဂိုင်ဘတ်တွေရှိတယ်ဆိုပြီးကျွန်တော်ရဲ့ရဲဘော်မိတ်ဆွေတယောက်စီက KNU လက်ရှိ KNU ရဲ့အဲဒီအဲတာဝန်ရှိသူတယောက်ပေါ့ဟာမတ်ကြည်ပြားရဲ့ဝင်ကြီးရုံအတွင်းဝင်ဖြစ်နေတယ်ကိုမြတ်တော်ဟေး စာပို့လိုက်ပါအောင်ပေါ့အဲသူလဲကူညီပါပေါ့ကျွန်တော်ကအဲ့ကာလာတော့ကစပိန်လေးနေပါဆယ်စုနှစ်တခုမကစပိန်တော်မမြင်ဘူးစီမစည်းဘူးတဲ့လူတယောက်ဟာသူတပားနိုင်ငံထိုင်းနိုင်ငံမဲဆောက်မြို့ကိုကူးတဲ့အချိန်မှာတွားရီလာရီလွယ်ကူအောင်စပိန်လေးကိုဘတ်တထောင်နဲ့ဝယ်စည်းပြီးတော့လက်ဖက်ရည်လေးတောက်တလားကိုဘတ်တထောင်ပေးရတဲ့အိမ်လေးမှာငှားနေပြီးတော့ရဲကတ်တလား300ပေးရတဲ့ရဲကတ်နဲ့နေ ဘာတရားဝင်ထောက်တာမှမရှိတဲ့အချိန်မှာဩကုလုတ်ဖို့ဂိုင်ဘက်တီအန်ယူဂျီအစိုးရအဖွဲ့တွေမှာရှိတယ်ဆိုတော့အာတမီတာပေါ့2022 6လောက်ပိုင်းတော့ဖြစ်မိတယ်ခွန်းအဲ့တော့ကျွန်တော်စင်ကရင်နံပါတ်၄ရလို့စာပို့ပါတယ်စောက်ပါတော့မလို့ပါညွညွထွထွလည်းမရှိပါဘူးဘာစကားမှလည်းမပြန်တယ်လို့ မိသည့်တပြားတစ်ချက်မှအကူအညီလဲကျွန်တော်တို့မတောင်းခဲ့ပါဘူးသို့တော့ကိုရဲဘော်ရဲဘက်တွေရှိတော့အားရှိတယ်ဆိုတော့စိတ်နဲ့သာဆက်သွယ်ခဲ့မိပါတယ်တစ်ခေါက်နောက်မှတော့ကျွန်တော်လုံးဝနိုင်ငံရေးမာနကြောင့်ဘယ်သူ့ကိုမှမဆက်သွယ်ပဲကျွန်တော်ကြိတ်ပြီးတော့ကျွန်တော်ဘဝကိုကြိုးစားတိစောက်ပြီးတော့လက်ရှိလူမြတ်ကျော်ဖြစ်လာတယ်ခေါ့ဗျာအဲ့တော့ကိုညီညီမင်းတို့နေမရနှစ်ယောက်ဝန်ကြီးချုပ်ယုံမှာစိတ်တိုင်းကြချေလေပြီးတော့ပန်းငွေသိန်းပေါင်းမြောက်များစွာ အလွဲသုံးစားလုပ်နေရဆိုတဲ့သတင်းကိုမြန်မာ pass photo agency ဆိုတဲ့ MP new ကဒီကနေ့တက်လာတာလေးကိုကျွန်တော်ကိုးကားပြီးတော့ပြောပြချင်ပါတယ်အဲ့တော့အစမှာဝန်ကြီးချုပ်ယုံ အတွင်းဝင်မတ်ကြည်ပြနှင့်ရှိရှင်းရမည်ဝီကြီးအရှုပ်တော်ပုံများလို့အာနာအလွဲသုံးစားမှုများလို့ MPA ကပြောထားပါတ အဲ့တော့အန်ယူဂျီဝန်ကြီးချုပ်ယုံအစီအမင်းအရာရှိများနဲ့ဝန်ထမ်းများ၄နှစ်တော်၅နှစ်ကာလအတွင်းမှာတူပြီးတူနှုတ်ထွက်သွားခဲ့တာဟာအမြဲတမ်းအတွင်းဝင်မတ်ကြည့်ပြားနဲ့၎င်း၏ခင်မူညီညီမင်းတို့၏တော်လန်ရေးဗန္နာဝင်အလွဲသုံးစားမှုများအကြိလိုက်စားမှုများနဲ့ဝန်ထမ်းများပေါ်မတရားဖိနှိပ်မှုကြောင့်ဖြစ်သည်၎င်းအချက်လက်များကို MP ကစုံစမ်းခဲ့သည်စောင့်ကြည့်ခဲ့သည်2023ရဲ့ကစောင့်ရှိခဲ့သည် ။အဲ့ဒီအစိုးရလက်ထက်မှာရန်ကုန်တိုင်းလွတ်တော်ကြောက်တရား sorry ကျွန်တော်ခုနပြောတာပဲတဲ့ကြောက်တရားတိုင်းဒေသကြီးလွတ်တော်ကိုစလေမတ်ကြီးဗျာ။အမျိုးသားညီညွတ်ရေးအစိုးရရဲ့အမြဲတမ်းအတွင်းဝင် ဖြစ်ခဲ့တဲ့သူ့ယောက်ျားညီညီမင်းကတော့ရုံးစီမံခန့်ခွဲမှုပါ။လင်မယားနှစ်ယောက်ဝန်ကြီးချုပ်ရုံးမှာလှုပ်ချင်တိုင်းလုံနေတယ်လို့ကျွန်တော်တို့ MPA ကရေးထားပါတယ်2025 2022သုံးနှစ်အတွင်းမှာ NUG အစိုးရကို CDN လုတ်သွားတဲ့ဝန်ထမ်းပေါင်း NUG CDN ဝန်ထမ်းပေါင်း16ဦးထိဝန်ကြီးချုပ်ရောမှာရှိခဲ့တယ်လို့ဆိုပါတယ်။နှုတ်ထွက်သူများထဲမှာ Oxford တက္ကသိုလ်ဘွဲ့ရ NUG အဖွဲ့ဝင်လူငယ်ပညာတတ်တွေအစိုးရရဲ့အစ်စ်မြင့်အရာရှိအဖြစ်နှစ်ပေါင်း30လောက်ခဲ့တဲ့ CDN အရာရှိတွေအများပြားပါဝင်နေ။ဝန်ကြီးချုပ်ရုံးကိုသူတို့မိသားစုစီးပွားရေးကဲ့သို့စီမံခန့်ခွဲနေတယ်။နော်ဒီအခြေအနေတွေရှိပါတယ်။ တို့ကိုပြန်ခံပြောရင်ငါတို့ PDF တွေမဲဆောက်မှာအလွယ်တကူလေးမင်းတို့ကိုရှင်းလိုက်လို့ရတယ်ဆိုပြီးချင်းချောက်ပါတယ်နော်နောက်တစ်ခုကအတီးကပြဿနာကခွေးနှစ်ကောင်မွေးရတယ်ကယ်လီဆိုတဲ့ခွေးလေးနေမကောင်းဖြစ်တော့စီဘူးခွေးကိုစပါပို့တယ်ခွေးတန်ရှင်းရေးလောက်တာဟာ CDN တွေထက်ကိုပို့ပြီးတော့တန်ဖိုးထားတာကိုတွေ့ရပါတယ် အဲ့တော့ဝန်ထမ်းမြောက်ကိုခွေးတက်တံပိုးထားနေတဲ့သူနှစ်ယောက်ဆိုပြီးတော့ခေါင်းစဉ်တစ်ခုထပ်တွေ့ပါတယ်မကြည်ပြားတို့ဇနီးမောင်နှံဟာခွေးငယ်နှစ်ကောင်ဝင်းပြူတယ်ခွေးနှစ်ကောင်ရဲ့လဆင်အသုံးစရဟာမနှက်ဆိုရင်စိတ်နှုတ်တိုက်ရတယ်ခွေးမို့ဘူးခွေးစပါပို့တာဘတ်တလောက်တောင်းနေချီတယ်လို့စီရီယံဝန်ထမ်းတို့ကပြောပြထားတယ်လို့ဆိုပါတယ်ဒါကိုစိတ်နာပြီးဝန်ကြီးချုပ်ယုံကနှုတ်ထွက်ခဲ့ပါတယ်လို့ပြောပါတယ် ဲ့ဒီခွေးနှစ်ကောင်နဲ့ရုံအတူတူတက်နေရတဲ့ NUG ဝန်ကြီးချုပ်ယုံခွေးလောက်တောင်တန်ဖိုးထားပြီးမဆက်ဆံမခံရတဲ့ကျွန်တော်တို့ CDN တွေအခြေအနေအဲ့တော့ဝန်ကြီးချုပ်ယုံကိုငှားမယ်ဆိုရင်အခန်းသုံးခန်းပါတဲ့အိမ်တွေကိုပဲရွေးငှားပါတယ်တခန်းကိုမကြည့်ပြမိခင်တို့ပဲပြီးနောက်တခန်းကိုကြည်ပြနဲ့ညီညီမင်းတို့ကလင်မယားနှစ်ယောက်နေထိုင်ပါတယ်။ကြံတခန်းကိုတော့ဝန်ကြီးချုပ်ရုပ်လုပ်ပါတယ်တဲ့ ဝန်ထမ်း၈ယောက်ကိုအခန်းချင်းလေးတစ်ခန်းထဲမှာအလုံးလုံးနေရတာကိုတွေ့ရပြီ။ကိုညီညီမင်းရုံးဦးစီးအဖွဲ့စီမံရေးရညွန့်ချုပ်မိမကအမြဲတမ်းအတွင်းဝင်ဂရန်နီဘတ်သိမ်းမောက်မြောက်များစွာရတယ်။လစဉ်ဘတ်ချက်ခွဲရန်350ရတယ်။နော်ဒါရီကိုပါရီလုံလုံလုံမှန်းမသိသုံးကျင်တိုင်းသုံးဖြုံးကျင်တိုင်းဖြုံးနေတာကို မချိနဲ့တဲ့အတွက်ဝင်ကြီးရုံရုံကနှုတ်ထွက်ခဲ့တယ်လို့ဆိုပါတယ်အဲ့လိုလူမျိုးတွေကိုကျွန်တော်တို့ဘလို့ဆက်လုပ်ကြမလဲလူကြီးမျိုးရဲ့မှတ်ချက်ကိုတောင်းခံပါတယ်အန်ယူဂျီကိုအရန်ချစ်အရန်ကြအရန်ယူသည် လက်ညှိုးထောင်ခေါင်းညိတ်မျက်ကမ်းယုံကြည်တဲ့သူများဒီတည်င်းကိုစောရကတက်လို့ကလူမျက်ကြော်ကိုဆက်သွင်းနိုင်ပါတယ်ထပ်ပြင်ထပ်ပြောပြလိုက်ဦး လုံသမားဝင်ကြီးဌာနရုံ9နှစ်ငားရတဲ့တလောက်ဘတ်နှစ်တောင်းထား9နှစ်ဘာတခုမှအလုံးမရှိဘူးတရားရေးဝင်ကြီးဌာနတလောက်352ရာသုံးနေမယ်ဘတ်ဂျက်ဘာတွေလုပ်နေပါလဲဒီအခြေအနေအစုံအစီကိုကျွန်တော်တို့အများကြီးသိပါတယ်သို့တော့အနာဆိုတာပေါက်မှဆေးထရတာလေအခု9နှစ်ရှိပြီခင်ဗျားတို့မြင်ကြပြီမလားဆိုတဲ့မိကုံးကိုအဲ့ဒီ lobby NUG နီပိန်တတိုက်ကိုတဲ့တဲ့လက်ညိုးထိုးပြီးကျွန်တော်မေးလိုက်ချင်တာကျွန်တော်တော့မဟုတ်ပါဘူးဘသူအတွက်မှမဟုတ်ပါဘူးတော်လန်ยีအတွက်နာကျင်လုံးလို့တော်လန်ยีမှာပြီးဆက်နေရသူတွေကိုသူတို့ရဲ့ဝိညာဉ်တုံသာသူတို့ရဲ့ပေးဆက်မှုဆွန့်လို့မှုတွေကိုနာကျင်မိလုံးလို့တောက်တုံးမကြတဲ့သူတွေကိုတဲ့တဲ့လက်ညိုးထိုးပြီးမေးချင်တာမင်းတို့၅နှစ်မှာဘာလုပ်နေလဲအန်ယူဂျီလို့ကျွန်တော်မေးချင်တာ ဒါပေမဲ့ကျွန်တော်နိုင်ငံရေးတော်လှန်ရေးသမားဆိုတာကျင့်ဝတ်ကိုအခြေခံတဲ့တရင်မဟုတ်တာကိုတရင်လုံမပြောဘူးနိုင်ငံရေးသမားဆိုတာပြဿနာများကိုဖြေရှင်းသူဖြစ်တယ်ပြဿနာရှာသူမဟုတ်အခုပြဿနာတွေဖြစ်လာပြီဘာနာရေးဆိုင်ရာပြဿနာတွေလူမှုရေးဆိုင်ရာပြဿနာတွေ NLD ပါတီကြီးကြီးဆိုပြီးတော့ NUG ဆိုလှုပ်ချင်တာလုပ်နေတဲ့ပြဿနာတွေပကပပလပပပပြဿနာတွေအဲ့ဒီပြဿနာတွေကို ဘသူကတာဝန်ယူဖြည့်ရှင်းနိုင်ပါလဲဆိုတာကိုမေးရင်ဒီဒေါ်လာရေးမှာ NUG ရဲ့လောက်ကန်ဆောင်ရွက်မှုတွေဟာဒေါ်လာရေးအတွက်ဖြစ်နေသလားဆိုတာကိုလည်းထက်ခါထက်ခါလူမျက်ကြောမေးခွန်းထုတ်နေပါတယ်။တမိုင်းမှာမှတ်တမ်းတင်တဲ့အချိန်ကျရင်ခင်ဗျားတို့ဂုံတိတ်ခါခင်ဗျားတို့ရေလှုပ်ဆောင်ချက်ပါပဲ။ညီကုန်းအနေနဲ့ American ပြည်တော်စုရဲ့စီရေးရဒဏ်ခတ်မှုကိုကျွန်တော်တို့ပြည်သူလူထုတရားလုံးကကြိုးဆိုပါတယ်။ မြန်မာပြည်ကိုစီရေးရာတန်ခတ်ပါလက်ရှိစီရာဇဝင်းမှုတွေနေဆက်ဖြတ်ကျော်ရာဇဝင်းမှုတွေမူရစေဝါတွေကြားဖြန့်လုပ်ငန်းတွေဟာစစ်ဘူကျုပ်တစုနဲ့နေကြားဆောင်တက်နဲ့သူ í အပေါင်းပါခရိုနီကြီးလောက်ကင် ဆောင်ရွက် နေချောင်းကိုပြည်သူလူထုကအမေရိကန်အစိုးရထံတသက်ခံပါပဲမြန်မာစစ်ဘူကျုပ်တစုကိုဖြုတ်ချပြီးအမေရိကန်ပြည်ထောင်စုရဲ့အစိုးရမှာ အမြန်ဆုံးစည်ရည်ရတန်ခတ်ဖို့ပြည်သူတရေလုံးကတောင်းဆိုလိုပါတယ်။သဘောတူလား။အားလုံးကိုယေရှုတင်ပါတယ်။